ခဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညခင်းလေးဖြစ်ပါစေခင်ဗျာကျွန်တော်ကတော့ဖီလင်းဖြစ်ပါနေအခုဗီဒီယိုလေးကတော့တောက်ကြနေအတွက်ဖြစ်ပါနေအော်တိုဘန်3ရက်နေ့တောက်ကြနေအတွက်ဖြစ်ပါနေဒီကနေ့မှာဆိုရင်တော့ကျွန်တော်တင်ပေးခဲ့တဲ့ရှက်ကီခွန်နှင်းတောင်ညမနက်ခင်းမညိကြတဲ့ညနေခင်းမညိကြဘူးပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုဒီ YouTube မှာတင်ပေးခဲ့တယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေကိုပြောခဲ့တယ်ကျွန်တော်တို့ဒီတောင်ညလေးနဲ့ထွန်ထားလို့ကျွန်တော်အဲ့ဒီမှာဖော်မူလာတစ်ချက်ရှိတယ်မွေးပရိတ်ပြီးတော့ညနေခင်းမှာကျွန်တော်တို့ဒီဖော်မူလာတစ်ချက်ပေါ့ရှိရဲဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ် အဲ့ဒီနှစ်ချက်ထဲမှာကျွန်တော်မိတ်ဆွေတို့ကိုရွေးချယ်ပေးခဲ့တဲ့အရာလေးကမိတ်ဆွေတို့အတိအတိုင်းပဲတုံညာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖော်မူလာတစ်ချက်ကိုဒီ YouTube မှာ free တင်ပေးခဲ့တယ်။ဒီသုံးခွန်ထွက်လို့ဒီခွန်အပိတ်ထွက်လို့ရလာတဲ့ဒီဖော်မူလာတစ်ချက်ကိုတော့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုပေးခဲ့တယ်။မွေးပရိတ်ပဲ။အဲ့တော့ဘယ်လိုဖြောင်းသွားလဲဆိုတော့ဒီကနေ့မှာကျွန်တော်ညနေခင်းမှာထွက်ခဲ့တဲ့ဒီကျွန်တော်ပြီးညနေခင်းမှာထွက်ခဲ့တဲ့66ဆိုခဏနေရမိတ်ဆွေတို့အခုပုံမှန်မြင်တွေ့ရတယ်ကြီးလိုက်တော့ဗျာ။ Okay เนาะ သဘောပေါက်တယ်အဲ့တော့ကျွန်တော်တို့ကလက်ရှိမှာတစ်ချက်ပဲကြံတော့တယ်ဒီတုံညာလေးထွက်ထားလို့ကျွန်တော်သူ့ရဲ့အနောက်နှစ်ရက်အတွင်းမှာလိုင်းလာနိုင်ခြင်းရှိတယ်ဒီ brake က၄ရက်၉ရက်နှစ်ရက်အဲ့ဒီအထဲမှာမှာကင်လင်းကမိတ်ဆွေတို့ကိုဒီ free မှာရွေးချယ်ပြီးလား၉ brake ရန်အကောင့်နဲ့အဲ့ဒီနောက်မှာတော့နှစ် brake ရှိရဆိုပြီးကျွန်တော်ကင်လင်းရွေးချယ်ပြီးလားအဲ့ဒါလေးကတော့ဒီတောက်ကြနေတည်းရပဲအကျုံးဝင်တော့တာဖြစ်တော့ကြောင့်တောက်ကြနေမှာပဲဒီ brake ကိုကျွန်တော်တို့ကယူပြီးတော့ကျွန်တော်ရဲ့ရှယ်မန်နေတဲ့ key နဲ့တွဲဆက်ပြီးတော့အောင်မြင်ပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးတယ်ကျွန်တော်တွဲဆက်ပြီးမှပေါ့နော် အဖုံးဝင်နေရတော့ကျွန်တော်ပေးထားတဲ့လုံးဝပေါ့နော်ကျွန်တော်အမှဒီမှာဆိုရင်အင်ကျော်တို့ဒီအခွန်အပိတ်နဲ့ထွာထားတာဖြစ်သောကြောင့်ကျွန်တော်အနေနဲ့လုံးဝရွေးချက်ပေးထားတယ်ပေါ့နော်ဒီမိတ်ဆွေတို့ပုံမှန်မြင်ခဲ့တွေ့ခဲ့အတိုင်းပဲဒီ၅ပရိတ်၃ညာပရိတ်က၂ရက်အတွင်းမှာလာမယ်ဆိုပြီးကျွန်တော်အဖုံးဝင်တွေပေးခဲ့တယ်အဲ့ဒီအထဲမှာမှကျွန်တော်အကြိုက်ဆုံးပရိတ်က၅ပရိတ်ဆိုပြီးကျွန်တော်ပြောပြီးတော့တို့တို့ဒါမွေးဖို့အတွက်ပေးခဲ့တယ်ပေါ့နော်အဖုံးဝင်တွေကတော့ထပ်မံပြီးတော့ထပ်မံပြီးတော့လှပခဲ့တယ်ပရိတ်ကြိုက်တဲ့လူတွေလည်းရှိတယ်အဖွဲထဲမှာပေါ့နော်โอเคတယ်များ အဲ့တော့တောက်ကြနေအတွက်ကျွန်တော်ရဲ့ရှယ်မန်နေတဲ့ GTX ဆာကီကတော့9393ကီဖြစ်ပါတယ်ဒီ9393ကီကိုကျွန်တော်6.2ကီဟို6.2ဘရိတ်ဟင်းနဲ့တွက်ဆက်ပေးမယ်အဲ့တော့အဓိက main က core brain ဆိုတော့ကျွန်တော်9ဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့က54ရှိမယ်တုံညာဟင်းနဲ့ပတ်သက်ရင်တုံညာ6ရှိမယ်ပြီးရင်3ဟင်းနဲ့ပတ်သက်ရင်တော့36ဆိုရှိမယ်အဲ့တော့54ရဲ့တုံညာ9ရဲ့36ရဲ့ဒီဇာတ်လူအားမယ်အဲ့ဒါကတော့တောက်ကြနေတရက်စားတဲ့ share main 3ခွက်ဖြစ်ပါတယ်အဲ့ဒါဒုတိယမှာတော့ဘာရှိမလဲဆိုတော့ကျွန်တော်တို့59ရှိမယ်เนาะ 59ရှိမယ်ပြီးရင်ကျွန်တော်တို့အနေနဲ့59ရှိပါမယ်အဲပြီးတော့၃ညာဟင်းနဲ့ပတ်တိုင်တော့ကျွန်တော်တို့ကဖြာရှိမလဲဆိုတော့၃ညာလေးရှိမယ်ပြီးရင်တော့ကျွန်တော်တို့အနေနဲ့၃ညာ2ရှိပါမယ်အဲပြီးရင်တော့၃ဟင်းနဲ့ပတ်တိုင်တော့ကျွန်တော်တို့ကဖြာရှိမလဲဆိုတော့30 38ရှိမယ်၃ဟင်းနဲ့ပတ်တိုင်38ရှိမယ်ပြီးရင်တော့ကျွန်တော်တို့အနေနဲ့ဖြာရှိအောင်မလဲဆိုတော့39ရှိပါမယ်ခင်ဗျာโอเคပါဘာပဲဖြစ်ပါ တရက်မှတစ်ကြိမ်လုံးလောင်းနဲ့တော့အဖက်ဝင်တွေကိုကျွန်တော်အစီအမံကူညီဆောင်ရွက်ပေးမယ်။နေတိုက်ထီဒီမထင်ရင်ကျွန်တော်ပေးထားတဲ့ share win break လုံးဝပေါ့အစီအမံပါနော်။အခုဘက်မှာဆိုရင်ကျွန်တော်အဖက်ဝင်တွေကိုတနင်္လာနေ့မှတစ်ကြိမ်ကျွန်တော်အောင်မြင်မှုရရှိအောင်ဆွမ်းဆောင်ပေးတယ်။နော်။ပြီးရင်တော့ကျွန်တော်တို့ဒီပြောမယ်ဆိုရင်နော်ပေါ်ဘူးနေ့မှတစ်ကြိမ်အင်္ဂါနေ့ကတော့ကျွန်တော်ကီးပဲမှန်ခဲ့တယ်ပေါ့နော်။အဲတော့အဖက်ဝင်တွေကတနင်္လာနေ့မှတစ်ကြိမ်ပေါ်ဘူးနေ့မှတစ်ကြိမ်ဒီ ချက်လာပြီးနေမှာတစ်ကြိမ်လက်ရှိမှာတော့ကျွန်တော်တို့က၄ရက်ရှိတယ်၄ရက်မှာ၃ရက်တော့ကျွန်တော်အောင်ပွဲဆင်အောင်လုပ်ပေးထားတယ်ဖရီးမှာဆိုရင်တော့ကျွန်တော်မိတ်ဆွေတို့ကို၂ကြိမ်အောင်မြအောင်လုပ်ပေးထားတယ်ပေါ့နော်အာတနင်္လာနေ့မှာတစ်ကြိမ်ကျွန်တော်ဗုဒ္ဓဘုနေ့မှာတစ်ကြိမ်ကျွန်တော်အောင်မြအောင်ဖရီးမှာလည်းလုပ်ပေးထားပါတယ်အဲတော့လုံးဝပေါ့နော်ဒီ share main လို့ share ဝန်းခွက်တွေတည်ကျင်နေဆိုရင်တော့ကျွန်တော်ကလင်းစီမှာအဖွဲလာဝင်လို့ရတယ်နောက်တစ်ပတ်အတွက်ပေါ့နော် နောက်တစ်ပတ်တော့လောင်းဝင်မယ်ဆိုရင်ကျွန်တော်တို့မနေ့ကတောင်းကြ DSR အဖုံးဝင်ပြီးပေးမယ် share main နေ share ဝန်ကွက်တွေကိုဒါမိတ်ဆွေတို့အနေနဲ့လက်ဆောင်ရရှိသွားမှာဖြစ်ပါတယ်။နောက်တစ်ပတ်စာတော့အဖုံးဝင်ကြီးလာသွင်းမယ်ဆိုရင်ပေါ့နော်။အဲ့တော့ကျွန်တော်ဒါမဲ့မဲ့ယုံကြည်မိပါတယ်မိတ်ဆွေတို့အနေနဲ့မနေ့ပြန်မှာကျွန်တော်ပေးထားတဲ့ဒီ free မှာဆိုရင်လုံးဝ main ၃ခွက်ရှိမယ်။54 3 9 36ဆိုရှိမယ်အဲ့ဒီ main 3ခွက်နဲ့လဲမိတ်ဆွေတို့အောင်မြင်မှုတွေရရှိပြီးတော့အရင်နေ့နေအများကြီးရရှိကြပါစေဒါမှမဟုတ်ရန်ပေးထားတဲ့အထက်က ရန်ကွက်လေးနဲ့လည်းပေါက်ပြီးတော့အောင်မြင်မှုတွေရရှိပါစေလို့ကျွန်တော်ကလင်းကဆုမကောင်းတောင်းပေးပါတယ်။အဲ့တော့ကြံရှိတဲ့တင်ရပဲရှိတော့ဒီ၄ခုနှစ်ပရိတ်ထဲကကျွန်တော်ကတော့၉ပရိတ်ကိုကြိုက်အဆုံးနှစ်ပရိတ်ကတော့ဒုတိယပါနော်၄ပရိတ်ကတော့ကျွန်တော်မကြိုက်တော့ဘူး။အဲ့တော့ပရိတ်ကြိုက်တဲ့လူတွေရှိတယ်ဆိုတော့၉ပရိတ်လေးကိုစွမ်းကြည့်ပေါ့ဗျာ။ဒါမှမဟုတ်ကျွန်တော်ကလင်းပေးထားတဲ့ထိုးကွက်လေးတွေကိုပဲထိုးမှဆိုတော့ရှယ်မင်းကိုအဓိကထားဆော့ပြီးတော့ရန်ကွက်လေးတွေကိုတော့ဒါမိတ်ဆွေတို့နိုင်တဲ့လောက်ဆော့ပါ။ဒါမှမဟုတ်အထက်ပို့ပြီးတော့ဇာပြင်းပြီးတော့ အချီးလိုချင်တယ်ဆိုရင်တော့ကလင်းစီမှာဒါနောက်တစ်ပတ်စတော့အဖုံဝင်ကြီးတွေ့မြောမလက်ဖြန်တောက်ကြတရက်စာကိုပါ free ယူလို့ရပါတယ်ခင်ဗျာကဲအားလုံးကိုအစဉ်လေးစားလိုက်ရပါကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ခင်ဗျာ